တဲ့အတွက်အရက်သား၄ဦးသေဆုံးပြီး၄ဦးထဏ်ရာရရှိခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြီးအောင်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီလိုလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်သေဆုံးရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးတွေပါပါဝင်နေတာပဲဖြစ်ပါတယ်။သတင်းဖော်ပြမှုတွေထဲမှာတည်ဆုံးသူတွေရဲ့နာမည်နဲ့တကွဖော်ပြထားတာဖြစ်ပြီးဒဏ်ရာရသူတွေထဲမှာလည်းအသက်နှစ်နှစ်အရွယ်ကလေးငယ်ပါပါဝင်နေတာပါ။ ဒီဖြစ်စဉ်ကိုဒေတာခန့်တွေရဲ့အတီးပြုပြောကြားချက်တွေနဲ့အတူသတင်းဌာနတွေကသတင်းဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ပလဲမြို့နယ်နှွေအင်းကျေးရွာက PDF စခန်းကိုဘုံကျဲရှင်းလင်းလိုက်တာထိခိုက်သေဆုံးမှုများတယ်လို့ဖြန့်ဝေနေတာမှသတင်းမှားပဲဖြစ်ပါတယ်။တကယ်လက်တွေ့မှာတော့ထိခိုက်ဒဏ်ရာရသူတွေဟာပြည်သူတွေသာဖြစ်ပါတယ်။ပြန့်နှံ့မှုတွေများတိုင်းဖြန့်ဝေမှုတွေများတိုင်းချက်ချင်းမယုံကြည်ဖို့နဲ့ ဖြန့်ဝေမှုတွေထဲမှာဒေတာခန့်တွေရဲ့အတီးပြူချက်တွေပါဝင်မှုရှိမရှိနဲ့ဘသူတွေက ဖြန့်ဝေနေတာလဲစတဲ့အချက်တွေကိုစစ်ဆေးပြီးမှယုံကြည်ကြဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်။ ဆင်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စီထဲမှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်မှာတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DV Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပါရင်ね DV Fact Check Season ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။ ါရှင်ကျမတော်ငူခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် ARD တိုင်းနယ်ကမြို့နယ်တချို့မှာအင်တာနက်လိုင်းပြတ်တောက်မှုတွေမကြာခဏဖြစ်ပေါ်နေတာကြောင့်ငွေလွှဲငွေထုတ်ပြုလုပ်တဲ့နေရာမှာအခက်အခဲတွေဖြစ်ပေါ်နေရလို့ငွေလွှဲလုပ်ငန်းရှင်တွေစီကသိရပါဗျ။ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ AR တိုင်းတွေကတာပေါင်း၊ရေကြီး၊ကြုံပြော၊လေးမျက်နှာ၊စရဲမျိုးနယ်တွေနဲ့ပတ်ဝန်းကျင်မျိုးနယ်တွေဖြစ်တဲ့ဟင်းတရ၊ကြံခင်း၊မြန်အောင်၊ဟိုင်းညီကျုံ၊ငရုတ်ကောင်းစရဲမျိုးနယ်တွေမှာမေလ9ရက်နေ့ကနေ30ရက်နေ့အထိအင်တာနက်လိုင်းတွေမကြာခဏပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ KP Wave Money တွေငွေလွှဲငွေထုတ်လုပ်ရတာကအင်တာနက်ကိုအားထားပြီးလုပ်နေရတာကြောင့်အင်တာနက်လိုင်းကဆုတ်ချနေပြီးမိုဘိုင်းဒေတာလည်းမရသလို Wi-Fi လည်းမရကြောင်း တိုက်ပွဲဖြစ်နေတာနဲ့လိုင်းကပြက်ပြီးအခုတော့လုံးဝလိုင်းမရတဲ့နေ့တွေများလာတယ်လို့လေးမျက်နှာမျိုးနယ်ကငွေလွှဲလုပ်ငန်းရှင်တယောက်ကပြောပြပါဗယ်။အင်တာနက်လိုင်းတွေပြတ်တောက်လာတာကြောင့်ငွေလွှဲငွေထုတ်အခက်အခဲတွေဖြစ်လာတဲ့အပြင်ငွေမာရွေလွှဲမှုတွေပါဖြစ်ပေါ်ကကုန်နံပါတ်နဲ့လွှဲသူတွေလည်း SMS မကြတော့ငွေအထွက်ပြပေမဲ့တစ်ဖက်ကငွေမရောက်တာစတဲ့အခက်အခဲတွေအဓိကဖြစ်ပေါ်နေတယ်လို့သိရပါဗယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကြီးရွာကတိုက်ပွဲတွေကြောင့်စစ်ရှောင်နေသူတွေကိုစစ်တပ်ကကင်းဆောင်ခိုင်းဖို့ခေါ်ယူနေတယ်လို့မေလ30ရက်နေ့ကစစ်ပေးရှောင်ပြည်သူတွေကပြောပြပါဗျာ။ ပြီးခဲ့တဲ့မေလ18ရက်နေ့ကအဆောင်ပြောင်းကြေးရွာအနီးတော်လိုင်းအင်အားစုတွေကထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ် PNO ပြည်သူစစ်နယ်ထိတွေ့တိုက်ပွဲ10ရက်ကျော်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တချို့ယောက်ျားလေးတွေကိုပြန်ဝင်ခွင့်ပေးပြီးရွာပြန်ဆောင်ရကြောင်းတိမ်ကိုတယောက်ဆိုပေမဲ့ကိုယ့်အိမ်မှာကိုမနေကြရပဲကင်းဘဲပြန်ဆောင်ခိုင်းကြောင်းစစ်ကောင်စီနဲ့ PNO အဖွဲ့ဝင်တွေကရွာထဲမှာစခန်းချထားတာကြောင်းရွာသားတွေပြေးမပြန်သေးဘူးလို့စစ်ပေးရှောင်အမျိုးသမီးတယောက်ကပြောပါရယ် နှစ်ဖက်တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်နဲ့ဖျန်လို့ပြည်သူစစ်ဘက်ကတိုက်စုံတာတွေများပြီးလက်နက်ခဲယမ်းတွေနဲ့စစ်တုံးမန်းတွေလည်းဖမ်းဆီးရမိခဲ့တယ်လို့တော်လိုင်းအင်အားစုတွေစီကသိရပါတယ်ရှင်။ကေဘီနယ်မြဝတီမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ထိုင်းနိုင်ငံဘက်ချံတောင်ရင်မြစ်တလျှောက်ကိုကရင်ဒုက္ခသည်တွေထောင်နဲ့ချီပြီးထွက်ပြေးလာနေကြပါတယ်။မောက်တူပြပို့ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုနောက်ဆုံးထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ဝလင်မြိုင်ရှိဘက်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့ဘီယက်နောင်စခန်းကုန်းကိုကရင်လွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တိုက်ပွဲပြီးမှဆိုဒေသခံကရင်ရွာသား900ကျော်ထိုင်းဘက်ချမ်းကို ထွက်ပြေးလာကြတာပါလာခါရနာဟောပဲကမိဘူးဇာမဲဆိုင်နာတော့ကြီး

ဒေသခံ930ကျော်ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။ဟိုမှာခြောင်ဘေးမှာပြေးခြောင်ကူမရဲဘူးသူတို့တော့ကြံခဲ့တယ်။ကျွန်တော်တော့ကျွန်တော်မင်းမရက်ပုတယ်ဆိုခြေပြီးတော့ခြောင်ကူပြီးတော့ဒီဘက်မှာပြန်လာပြန်လာရတာပေါ့နော်။အရာသနာအဲ့ဒီနေ့ကနေဗီဇာတိုက်ပဲပြေးကြတာ။ညာညာဘက်တော့နည်းနည်းနားတာပေါ့နော်။မနေ့ကတနေ့သူတို့ကလည်းနဲ့ကြီးချပေးတာနဲ့နောက်ကကြည်သေးလေးတွေလိုက်တယ်လေ ြေကြပြေကြပြေကြတော့အဲ့ဒါဒီမနေ့မှာတော့ဒုံနဲ့သူများကျဲတော့သူတို့ဒေါ်ပြေးတယ်ဒေါ်ပြေးတော့ကျွန်တော်ထင်တာဒေါ်ပြေးတဲ့ကြေရဒီမှာပေါက်ကြလာတယ်ပေါက်ကြလာတာဒီနောက်မှာကလေးလေးတယောက်လက်ထိတယ်ဟုတ်လားဒိန်ဒိန်ရပဲကြားတယ်နော်ဒီမှာပဲလေဟုတ်ကောင်းပါမှာလေတိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေပြီးထိုင်းဘက်ချမ်းမှာလည်းထိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတာပါ ိန်ဆောင်လာတဲ့ယာယီစစ်ဆောင်တွေကိုတော့လူသားချင်းစာနာတဲ့အနေနဲ့ကျမ်းမာရေးစားတောက်ရေးနဲ့တခြားလူအပ်ချက်တွေကိုထိုင်းစစ်တပ်နဲ့ဌာနဆိုင်ရာတွေကကူညီပံ့ပိုးဆောင်ရွက်နေတာပါထိုင်းပြည်မှာနေဆက်မြောက်ရီမြို့နယ်အတွင်းကစုံစည်းမြိုင်ဥက္ကဋ္ဌတောင်နီတိဘောဘဝါမိထရွာတွေကဒေသခံ2000လောက်ဟာထိုင်းနေဆက်တောင်ရင်မြစ်တလျှောက်နဲ့ဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတာပါ KNU ရဲ့ထုတ်ပြန်ချက်မှာတော့ကရင်ဒေသအတွင်းစစ်ရှောင်း9သိန်းကျော်အထိရှိလာနေပါတယ်ခင်ဗျာကျွန်တော်မောင်တူပါလာတယ်လာတယ်လာတယ် ီတိုင်းတနင်္သာရီမြို့နယ်ကစစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဆာယာဖာနဲ့ဆက်ဆက်နေရဆိုတဲ့ဆွဆွဲချက်နဲ့လေမယား2ဦးကိုမေလ18ရက်နေ့ညပိုင်းကထိန်းသိမ်းထားပြီးစုံစမ်းစစ်ဆေးနေတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကိုဗီနိုကပြောပါတယ်တနင်္သာရီမြစ်ကြောင်းမှာကုန်တင်လာတဲ့လင်မယား2ဦးကိုတနင်္သာရီမြို့စစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့အတွက်အလွန်ငွေ ခံပေးနေတယ်ဆိုတဲ့သတင်းအရတနင်္သာရီပါကဖာကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ် သူတို့အနေနဲ့တင်းနှာရေးစာရဖအတွက်အလူငွေခံပေးနေရဆိုတဲ့ထွက်ဆိုချက်တွေလည်းရှိထားပြီးစစ်ကောင်စီဘက်ကကုန်တင်ခွင့်ပေးပြီးတော်လိုင်းနေမြေထဲမှာပုံစံမျိုးစုံနဲ့တင်းယူနေတာတွေရှိကြောင်းနဲ့သူတို့ကိုအထောက်ထားနဲ့တကွဖမ်းဆီးခဲ့တာဖြစ်ကြောင်းတင်းနှာရေးမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကကိုဗီနိုကဆိုပါတယ် ဖမ်းဆီးခံရတဲ့လင်မယားနဲ့ပတ်သက်ပြီးလင်မယားနှစ်ဦးဟာရေပေါ်ရွာမှာတာမန်ကုန်တင်နေသူတွေဖြစ်ပြီးတနင်္သာရီမျိုးပေါ်ဖုန်ကြီးကျောင်းကနေအလွန်ငွေကောက်ခံခိုင်းခဲ့တာကြောင့်အခုလိုကောက်ခံခဲ့တာဖြစ်တယ်လို့ရေပေါ်ရွာမှာရှိတဲ့ဒေသခံတွေက TV ကိုပြောပြခဲ့ပါတယ်ရှင်။ ကင်းပြင်းတဲ့အတွင်းမှာမေလာနောက်ဆုံးပတ်ကစတင်ပြီးလိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေအသုံးမပြုဘုံစစ်ကောင်စီလက်အောက်ခံကင်းပြင်းတဲ့ရင်းအနေရဲ့လမ်းအနေရဲ့ကင်းရှင်းရေးကော်မတီကလိုက်လံသတိပေးတာတွေလှုံ့ဆော်နေရလို့ဒေသခံတွေစီကသိရပါဗျ။ဂျော်လာတရနေ့ကစတင်ပြီးကင်းပြင်းတဲ့အတွင်းကဖအန်းကော့ဂရိတ်မြဝတီကြာရင်စိတ်ကြီးတန်တောင်ကြီးလိုင်းပွဲမြို့နယ်ခုနှစ်မြို့နယ်ကိုလိုက်လံအသိပေးတာတွေလှုံ့ဆော်နေကြတာပါဗျ။ ။လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေကိုအများပြည်သူသွားလမ်းတွေတရာအနီးစစ်ဆေးရေးဂိတ်မြို့ဝင်မြို့ထွက်တွေမှာစစ်ဆေးဓာတ်တွေပြုလုပ်သွားမှာဖြစ်ပြီးလိုင်စင်မဲ့ယာဉ်တွေကိုတင်စီအရေးယူသွားမယ်လို့ဆိုပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်တွေသိမ်းဖို့အတန်ချဲစနဲ့လိုက်အောင်နေတာဖြစ်ကြောင်းနဲ့ပြည်သူတွေကိုတတိပေးနေပေမဲ့သူတို့ဖမ်းရင်လည်းပြည်သူတွေပဲဖမ်းလို့ရမှာဖြစ်ကြောင်းလက်နက်ကင်ဖွဲ့စည်းတွေကိုဘလို့ဖမ်းမလဲစောင့်ကြည့်ရမှာဖြစ်ကြောင်းမြောက်ရီဒေသခံတယောက်ကပြောပါရယ် မြန်မာထိုင်းနေဆက်မြားရီမျိုးကနေတဆင့်မြန်မာတိုင်းကန်လုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေဝင်ရောက်ဖို့လက်နက်ကင်အဖွဲ့အစည်းတွေဌာနဆိုင်ရာတွေကငွေကြေးယူပြီးအထူးကတင်သွင်းနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရရှင် မိုးရင်းကာလာရောက်ရှိနေပြီဖြစ်တာကြောင့်ရခိုင်ပြည်နယ်မှာရှိတဲ့စစ်ပေးရှောင်စခန်းတွေမှာနေထိုင်ရေးအခက်အခဲတွေကြုံတွေ့နေရပြီးအမိုးကာတွေကိုလည်းအရေးတကြီးလိုအပ်နေကြတယ်လို့စစ်ရှောင်နေတဲ့အကူအညီပေးနေသူတွေကပြောပါရယ်။ကေခိုင်သတင်းပေးပို့ထားပါရယ်ရှင်။ ရခိုင်မှာစစ်ကောင်စီတပ်နဲ့အရခတက်တော် AA တို့ရဲ့တကြောပြန်တိုက်ပွဲတွေကြောင့်နေရဆွခွန်ပြီးထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ပေးရှောင်ဥရဲ့6သိန်းကျော်လောက်ရှိနေတာပါရခိုင်မှာစစ်ပေးရှောင်အများစုဟာတောတောင်တွေထဲမှာတာပေါ်လင်းစားတွေနဲ့ယာယီတေထွတ်နေကြရသလိုတချို့ကလည်းစားသင်းကြောင်ဘုံကြီးကျောင်းတွေမှာနေကြရပြီးလက်ရှိမှာမိုးရင်းကာလရောက်ရှိနေပြီဖြစ်တာကြောင့်အမိုးအကတွေအရေးတကြီးလိုအပ်နေတာပါလို့စစ်ရှောင်တွေစီကသိရပါတယ် လက်ရှိမှာလေပြင်းတိုက်ခတ်နေပြီးမိုးရွေဆက်တိုက်လျော့သွန်းနေတာကြောင့်အမိုးကတွေလုံခြုံမှုမရှိလို့အိပ်ဆက်ဖို့အတွက်နေရာအခက်အခဲတွေအပြင်ချက်ပြုတ်စားတောက်ဖို့နေရာလည်းအခက်အခဲတွေရှိနေတယ်လို့ပုံနာကျွန်းကစပေးရှောင်းတွေစီကသိရပါတယ်။အခုလိုဒီမိုးဆက်တိုက်လျော့နေတယ်ပြီးတော့လျော့တဲ့မိုးကလည်းဟိုလေလည်းအများကြီးတိုက်တယ်ဒီဆိုတော့စပေးဆောင်တွေမှာကျတော့အရင်ကတည်းကသူတို့ကဒီ အိမ်ဆိုပြီးတော့ခံနိုင်မှာမနဲ့ဆောက်ပြီးတော့နေရတာမဟုတ်ပါဘူးဒီအတိုင်းပဲဟိုတာပေါ်လိုက်တွေအဲပြီးတော့ခြားဒီတချို့အိမ်တွေဆိုရင်ဂုံကြီးအိမ်တွေနဲ့အဲဒီလိုမျိုးပါတီကပ်ပြီးတော့အားဒီကြရတာပဲမရှိစင်းတာတွေများတဲ့အခါမှာကြတော့လုံးဝမလုံနိုင်ဘူးခင်ဗျဒီတိုင်းပဲမိုးရေထဲမှာဆူဆွတ်ပြီးတော့နေနေကြရတဲ့သူတွေလည်းရှိတယ်အဲတချို့ဆိုရင်တော့ဒီလုံခြုံတဲ့နေရာတွေပေါ့ဥမာဆာဦးတွေခုံးကြီးကျောင်းတွေကိုဝင်ပြီးတော့ခိုလုံရတဲ့လူတွေလည်းရှိပါတယ်ခင်ဗျဒီမိုဒိုင်းတိုက်မဲ့အခြေအနေရှိတဲ့အတွက် ဖက်ဖက်ကဒီစိုးရိမ်မှုတွေများနေရတယ်ခင်ဗျာဒါအပြင်ကြောင်းဖြူမြို့နယ်မှာလေတိုက်ပွဲတွေကြောင့်စစ်ရှောင်ဥယျာဉ်ပိုများလာတဲ့အပြင်မိုးရေစက်တိုက်ရွံနေလို့စစ်ရှောင်စခဲတွေမှာစာနေအခါနဲ့အမိုးကတွေအရေးတကြီးလိုအပ်နေတယ်လို့စစ်ပေးရှောင်တွေကပြောပါတယ် ပောက်တော်ပုံနာကျွန်ကြောက်တော်မရာဦးကြောက်ဖြူစားတဲ့မြို့နယ်တွေအပါအဝင်တိမ်နဲ့ချီတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာမိုးရသည်ရောက်လာတဲ့အချိန်အမိုးကလုံခြုံမှုအောက်မှာမရှိသေးတာကြောင့်အကူအညီတွေအရေးတကြီးလိုအပ်နေတာပါလို့စစ်ဘေးရှောင်ကူညီပေးနေသူတွေကပြောပါတယ်။လက်ရှိမှာသူတို့အတွက်အရေးပေါ်လိုအပ်ချက်တွေကတော့ဒီမိုးရသည်ရောက်လာပြီဆိုတော့အမိုးကအောက်ကိုရောက်ဖို့အရေးကြီးပါတယ်။ဒီအမိုးကအောက်ကိုရောက်ဖို့အတွက်ယာယီတဲ့တွေအမိုးကတွေပြီးတော့မိုးရသည်မှာဒီရှင်တွေ ရန်ကကာကွယ်ဖို့အတွက်ဒီချင်းတောင်တွေအရေးကြီးလိုအပ်နေပါတယ်ဗျ။စာနာရခိုင်ရေးစေဝါတွေကတော့ကြိုပြီးတော့စုဆောင်ထားတာတော့ရှိပါတယ်ဒါပေမဲ့ဖော်လို့မှုတော့မရှိပါဘူးခင်ဗျ။ရခိုင်မှာတရုတ်ပြည်တိုက်ပွဲစကတဲ့ကစစ်ကောင်စီကစေဝါတည်ယူခွင့်နဲ့လမ်းပန်းဆက်တွေကိုပိတ်ဆို့ဖျက်တောက်ထားတာကြောင့်ဒေသတွင်းကုန်စည်နှုန်းကျင်းမြင့်တဲ့အပြင်စေဝါတွေကိုပါဈေးကြီးပေးဝင်နေရတာပါ။ဒီကနေ့မေလာ30ရက်နေ့စစ်ကောင်စီရဲ့မူးစလကထုတ်ပြန်ထားချက်အရမုံတိုင်းငယ်အရှိန်ကြောင့်မြို့ဝကျွမ်းပေါ် ခိုင်ကန်ရိုဒဲတခြားနယ်ကန်လွန်ပင်လေးပြင်းတွေမှာမကြာခဏမိုးသက်လေပြင်းတွေကြာရောက်ပြီးလမ်းအလွန်ကြီးမည်လို့ဆိုထားပါတယ်။မိုးသက်လေပြင်းကြာအောင်စဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်၄၀ကနေ၄၅မှအထိတိုက်ခတ်နိုင်ပြီးလမ်းအမြင့်မှာမြို့တော်ကျုံပေါ်ရခိုင်ကန်ရိုဒဲတခြားနယ်ကန်လွန်ပင်လေးပြင်းတွေမှာ၁၄ပေကနေ၁၆ပေလောက်ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ပြည်သူတွေရဲ့လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်ဟာအစိုးရဆုံးအခြေအနေမှာရှိနေပြီးစေဝါ၊စာနေအခါရေအပါအဝင် နေရထိုင်ရတွေမှာလည်းလိုအပ်ချက်မြင့်မားနေတယ်လို့ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UN ဦးချကထုတ်ပြန်ထားပါတယ်။ကျွန်မကိခိုင်ပါရှင်။ ဆွစ်ဇာလန်နိုင်ငံဗဲလက်ခရိုင်မှာရှိတဲ့လွချင်တားတောင်တန်းဒေသတွေအတွင်းမှာရှိတဲ့ပလက်တန်ကြီးရွာမှာပါးချီခဲတောင်ပြိုကျမှုကြောင့်မြေပြုံမှုဖြစ်ပွားပြီးကြီးရွာတစ်စိတ်တစ်ပိုင်းနှမြုပ်သွားခဲ့ပါတယ်။မေလာ၂၈ရက်နေ့ဗုဒ္ဓဦးနေ့ကတောင်ပေါ်ကနေမြေပြိုကျခဲ့လို့ဗလက်ဒန်ကျေးရွာရဲ့90ရာခိုင်နှုန်းလောက်ကိုရေခဲတွေရှွတ်နေတဲ့အကြောက်တုံးတွေဖုံးလွှမ်းသွားခဲ့ပါတယ်။ ပါရှိခဲ့တော့အနောက်ဘက်မှာရှိတဲ့တောင်တစ်စိတ်တစ်ပိုင်းစတင်ပြိုကွဲကြလာပြီးတဲ့နောက်မေလအစောပိုင်းကအဲ့ဒီမှာနေထိုင်သူအယောက်300လောက်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ဒေသခံရဲတပ်ဖွဲ့ကကြာသာပြင်းနေညနေပိုင်းမှာရှာဖွေမှုကိုရပ်ဆိုင်ခဲ့ပြီးအပြည့်အစည်းပုံတွေဟာအခုထိမငြိမ်မသက်ဖြစ်နေသေးတယ်လို့ပြောပါရတယ်။ရေခဲပင်ပညာရှင်ဒေါက်တာမီလင်းရက်ကမတ်စ်ကတော့ တောင်တန်းဒေသတွေမှာနှစ်ပေါင်းများစွာအတွင်းရေခဲတွေပေါင်းစုကဒုတွေဖြစ်လာနေပြီးတော့ပြီးခဲ့တဲ့နှစ်ပတ် အတွင်းကြောက်တုံးကြီးတွေမတိမငိမ်ဖြစ်နေတာတွေကိုတွေ့ခဲ့ရပါတယ်လို့ riders ကိုပြောခဲ့ပါတယ်။နောက်ဆုံးတော့လည်းရေခဲမြစ်နဲ့ရေခဲနဲ့ရေခဲမြစ်ထိပ်မှာအနေကျစုပုံနေတဲ့ကြောက်တုံးတွေပြိုကျသွားခဲ့တာလို့ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်အတွက်ရာသီဥတုပြောင်းလဲမှုကအကြောင်းရင်းဟုတ်မဟုတ်သေချာတိကျမပြောနိုင်ပေမဲ့အဲ့ဒီအစ်စ်မှာလှုပ်ဆောင်နိုင်တဲ့တခုတည်းသောအရာကကဘာကြီးပူနွေးလောင်မှုကိုရှော့ချနိုင်ဖို့အမှန်တကယ်စူးစမ်းရမှာဖြစ်ကြောင်းလည်းပြောခဲ့ပါရ ရှင်တောင်အာဖရိကနိုင်ငံက6နှစ်ရွယ်သမီးအရင်းကိုလူကုန်ကူရောင်းစားခဲ့တဲ့မိခင်တုံးနဲ့ကြံရပါနှစ်ဦးတို့ကိုမေလ29ရက်နေ့ကြာတာပရင်းနေကထောင်ဒဏ်တသက်တကျွန်း6မှတ်ခဲ့ပြီးဒီမှုဟာမနစ်ကကလေးပြောက်ဆုံးသွားချိန်ကလေးကတနိုင်ကလုံးအာယုံစိုက်မိခဲ့ကြတဲ့အမှုလည်းဖြစ်ပါတယ်။ Western Cape မှာရှိတဲ့မျိုးငယ်လေးက Ocean Smith လို့အမည်ရှိတဲ့6နှစ်သမီးလေးပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက်မှာမိခင်ရင်းဖြစ်တဲ့ Kelly Smith သူ့ရဲ့ရေစာရေကန် Apollos နဲ့သူ့ရဲ့မိတ်ဆွေ Steven O'Vanry တို့ကိုပြန်ပေးဆွဲမှုလူကုန်ကူးမှုတို့နဲ့ပြည်တံချမှတ်ခဲ့ကြပါဗျာ။ နိုင်ငံကိုထိတ်လန့်စေတဲ့တရားခွင်တစ်ခုမှာမိခင်ဖြစ်သူကယ်လီစမစ်ကသူ့ရဲ့သမီးကိုစံကူမာလို့ခေါ်တဲ့တိုင်းရင်းစီးဆရာတယောက်စီကိုဒေါ်လာ1100နဲ့ညီမျှတဲ့ရန်ငွေ2000လောက်နဲ့ရောင်းစားခဲ့တာဖြစ်ကြောင်းနဲ့ကလေးစီကမျိုးလုံးနဲ့အရေးပြားကိုလူချင်းခဲ့တာဖြစ်ကြောင်းပြောကြားခဲ့တာကိုမျက်မြင်သက်တွေကပြန်ပြောပြပါဗျာ။ ပြောင်းဆုံးနေတဲ့6နှစ်သမီးလေး Josh Lane Smith ကိုရဲတွေကကြကြပြန့်ပြန့်ရှာဖွေနေပေမဲ့အခုထိရှာလို့မတွေ့သေးပါဘူး။ပြောင်းဆုံးနေတဲ့ Josh Lane ကိုရောတခြားပြောင်းဆုံးနေတဲ့ကလေးငယ်တွေကိုရောအားလုံးကိုရှာတွေ့နိုင်ဖို့နဲ့ဒီကနေ့အထိသူတို့အမှုကိုအကောင့်ထဲပေါ်ဖို့အခွင့်မသာသေးတဲ့ပြောင်းဆုံးနေတဲ့ကလေးတွေအားလုံးအတွက်အတူတူပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ Western Cape ရဲတပ်ဖွဲ့ကော်မရှင်နာ Tambersey Parker တိုင်းကမြင့်တာရက်ခံခဲ့ပါရရှင်။ Chelsea နဲ့ Juventus အသင်းတွေဟာတိုက်စစ်မှု Yogres ကိုခေါ်ယူဖို့ Arsenal နဲ့အပြိုင်ကြိုးပမ်းလာတယ်လို့သိရပါဗျ။ Sporting Lisbon အသင်းနဲ့အတူ200သီးစက်တိုက် Champion ဖြစ်ခဲ့ပြီးတွင်းကိုစုစုပေါင်း68ခုတွင်ခဲ့တဲ့ဆွေတဲ့တိုက်စစ်မှုကို Arsenal ကဦးစွာချီးကပ်ခဲ့ပေမဲ့ Chelsea နဲ့ Juventus အသင်းတွေကလည်းခေါ်ယူဖို့ကြိုးပမ်းလာခဲ့တာပါဗျ။ ။ Sporting Bag ကပေါင်55တန်းကနေပေါင်တန်း80တွင်ရရှိမယ်ဆိုရင် ရောင်းထုတ်သွားမှာဖြစ်ပြီး Yograns ကိုရိုင်းကလည်းဥရောပထိပ်တန်းအသင်းတစ်သင်းစီကိုပြောင်းရွှေ့လိုနေပါတယ်။ Chelsea အသင်းဟာအဲဆွဲတိုက်စစ်မှုလီယန်ဒလပ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့နောက်ထပ်တိုက်စစ်မှုခေါ်ယူဖို့မသေးကြတဲ့အခြေအနေမှာ Arsenal နဲ့ Juventus အသင်းတို့ကအ धिक အပြိုင်ကမ်းလှမ်းသွားဖို့ရှိပါတယ်ရှင်။ ။တီဗီရုံးမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ကြရတာပါမနက်၈နာရီမှာလည်းထပ်ပြီးရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါ။ကျမတော်ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။ ။ DPP ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ရဲ့ပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းအစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာ။ဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါမတ်တီလေး။ဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော့တူတီဗီစီစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်ရှိလာပြီပေါ့နော် ဒီတစ်ပတ်မှာပေးတာတွေထဲကမှာပထမဦးဆုံးဖက်ကြားပေးခြင်းတဲ့စာကတော့စကိုင်းတိုင်းထီးချိုင်မြို့နယ်တွေကပေးပို့လာတဲ့ရင်ဖွင့်စာနဲ့အရေးဆုံးစတင်ခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ရေကျွန်တော်ကတော့ထီးချိုင်မြို့ကပါ ကျွန်တော်တို့ဒေတာဘက်မှာဖုန်းလိုင်းတွေပြတ်တောက်နေတာ6လဝန်းကျင်ရှိနေပါပြီ Wi-Fi စာရင်းတော့ဖွင့်ထားပါတယ်ဒါပေမဲ့လူစုလူဝေးနေရာဆိုတော့လေးရင်တန်းကြီးကြားရင်မသွားရဲတော့ပါဘူးလုပ်ငန်းကိစ္စတွေ တခြားဒေတာကကုမီတာဇွဝင်တွေကိုပြောစရာရှိတာတွေပဲဖြစ်ဖြစ်အရေးအကြောင်းတရွာနဲ့တရွာဆက်သွယ်စရာဖြစ်ဖြစ်တော်တော်ကြီးကိုအခက်ခဲတွေဖြစ်နေပါတယ်အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကလည်း၃နှစ်ကျော်လာပါပြီတဘာဝကပ်ပြီးရောစစ်ရောအကုန်ဖြစ်ပျက်နေတဲ့ခက်ပြက်ကြီးထဲမှာအင်တာနက်လိုင်းမရရင်တော့အရေးအကြောင်းဆက်သွယ်စရာ ဖုန်းလိုင်းလေးတော့ပြန်ရချင်ပါတယ်လူသားချင်းစာနာတော်အဖြစ်ဖုန်းလိုင်းတွေကိုပြန်လဲရရှိအောင် ကူညီနိုင်သလောက်ကူညီပေးကြပါဦးပြည်သူမှာပြည်သူပဲရှိပါတယ်မြန်မာပြည်သူပြည်သားအားလုံးစစ်ဘေးရောတဘာဝဘေးရောကင်းဝေးကြပါစေအမီးမဖို့ပြဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာမြန်မာပြည်ကြီးအမြန်အေးချမ်းပါစေဆိုပြီးတော့စခိုင်းတိုင်းထိချိုင်းမြို့နယ်ကနေပြီးတော့ပြေးပို့လာတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အစီအစဉ်ကိုပေါ့လေပြေးပို့လာတဲ့အစာတွေကိုနံပါတ်တွေအကောင့်နံပါတ်တွေဒါကျွန်တော်တို့ကဖော်ပြပေးခြင်းမရှိပါဘူးခင်ဗျာ ဒီနေ့ခင်မှာဆိုရင်လည်းကျွန်တော်တို့ဒီဆက်သွယ်ရေးစနစ်ဆိုတာက လူသားတွေအတွက်ဒါမရှိမဖြစ်အရေးပါတဲ့အရာတစ်ခုလို့ဖြစ်နေပါတယ်ဒါအခုလို့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်လို့အခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက်အခုလို့ကိုစားပြောပြတာကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒီအကြောင်းအရာကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကြားသိစေဖို့ကျွန်တော်တို့စီစဉ်ကနေပြီးတော့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွာကျွန်တော်အခုတစ်ခေါက်ညီမဖက်ပြပေးမယ်ပေးစာကတော့ဘကူတိုင်းထဲကစာပါ ကျမကဘကိုးတိုင်းဖြူးမြူနေကပြည်သူတူဦးပါတဲ့မြန်မာပြည်သူပြည်သားများကျမကြပါစေအမေတော်အောင်ဆန်းစုကြည်နဲ့အမိများအားလုံးကျမကြပါစေအဆိုးဆုံးအချိန်တွေကိုကြော်ဖြတ်ပြီးအကောင်းဆုံးအချိန်တွေပြန်လည်ရောက်ရှိပါစေမိသားစုတွေအားလုံးပြန်လည်ဆုံစည်းနိုင်ပါစေပြည်သူတူဦးဆိုပြီးရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါစာရေးသားပေးပို့လာတဲ့သူရဲ့ဆုတောင်းပြပါစေလို့တော်တူတူပြပြကနေလည်းထပ်မံဆုတောင်းပေးလိုက်ပါရရှင် ဟုတ်ကဲ့ပါမတ်တီဗီကလက်ရှိဖန်ဆီးခံထားရတဲ့ဒါလူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အကြောင်းရေးသားထားတဲ့ဒါပေးစာကိုဖတ်ကြားလိုက်တယ်ဆိုတော့ကျွန်တော်မှလည်းဒါလူလူခေါင်းဆောင်အတွက်ပြပုလာတဲ့ကြပြားလေးတစ်ပုဒ်ရှိပါတယ်ရေးသားထားတဲ့ကြပြားလေးကိုဖတ်ပြရမယ်ဆိုရင် DBB ရုပ်တံမှာဝန်ထမ်းအားလုံးရှင်လန်းချမ်းမြေပါသည်2016ခုနှစ်ကမဟာသီရိတုဒ္ဓမမာတာလို့ဘွဲတသိအမည်နဲ့အမေစုအကြောင်းကိုကြပြားတစ်ပုဒ်ရေးသားပို့ခဲ့ပူပါတယ်တဲ့ အခုအမေစု180ပြည့်တွင်သား2ယောက်ကိုသာသားတို့မိမိမာပါစီကြပြကိုခန်းစားရေးပို့လိုက်ပါတယ်ခါကြပြခေါင်းစဉ်လေးကတော့သားတို့မိမိမာပါစီတဲ့မွေးမြေနဂရာတိုင်းဌာနတို့မေတ္တာပန်းတွေတဝေဝေဖြင့်ဉာဏ်ပြည်ရောက်နေမွေးမြေမိရဲ့ဖိဖိခါလဲထာဝရခွဲ၍ဝန်းနေကြီးမွားဖြစ်မရပြီကိုလာလွယ်ကဆယ်လာမှမွေးတားရင်သွေးထွက် မြမပြည်ပွားတန်း60အားသွေးချင်းများကို ပွားထားမြတ်တာဂယုနာဖြင့်မုဋ္ဌိတာဟိတ်မမေးစိတ်ကိုယူဖိတ်တန်တလွမ်းဆွရ၍တာလာနှဖြာဆူတောင်းပါသည်မြန်ပြည်ချစ်နေမွေးမိမိတတန်းရာကျော်ရှိပါသည်တတန်းရာကျော်ရှိပါသည်စကိုင်းတိုင်းရမပင်မြို့နယ်လင်ငေါ့ရွာကပြည်သူတူဆိုပြီးတော့ရေးသားပေးဖို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုလိုကြပါရီရေးသားပေးဖို့တဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ါဒါလာမဲ့ဇွန်လ19ရက်နေ့啊ဆိုရင်ဒါလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒါနှစ်80ပြည့်မွေးနေ့ပဲဖြစ်ပါတယ်ဒါစစ်တပ်က လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတာဆိုရင်အခုဆိုရင်၄နှစ်ကျော် ကာလကိုရှိလာပြီဖြစ်ပါတယ်အဲ့ဒီအချိန်ဒီမှာပဲဒါပြည်သူတွေကရောနိုင်ငံတကာကရောပေါ့လေဒါလူလူကောင်းဆောင်ကိုပြန်လဲလှုပ်ပေးဖို့တောင်းဆိုနေပေမဲ့ဒါလက်ရှိချိန်ထိစစ်တပ်ကတော့ပြန်လှုပ်ပေးတာမရှိသေးပါဘူးခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီ talk to dbb အစီအစဉ်ကိုစာရင်းရေးသားပေးပို့တော်မယ်ဆိုရင် email ကနေတစင်ရေးသားပေးပို့တော်မယ်ဆိုရင် talk to dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော်မယ်ဆိုရင်တော့ facebook.com မြေဆောင် talk to dbb ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတစင်ရေးသားပေးပို့တော်မယ်ဆိုရင်တော့အပေါင်း66 8211 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ညီမခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့ AR တိုင်းနဲ့ရစာပါတော့တူ DPP မှာကိုအောင်ကျော်နဲ့မတ်တီရီရဲ့စာရေးအကြောင်းကြားလိုက်ပါတယ် AR တိုင်းကြောက်လက်မြို့ကြိုက်လက်မြို့နဲ့အင်ယာကြီးကျေးရွာအုပ်စုရွာသားကြီးကျေးရွာမှာတဲ့အားအိမ်မှုကစစ်မှုရန်အပတ်စဉ်ဟုဆိုကလတိုင်းအိမ်နောက်စုတစုမှာသားတယောက်ရှိရင်9000နှုန်းနဲ့သားလေးယောက်ရှိတဲ့အိမ်စုနှစ်သိန်းပေးရပြီးသားမရှိတဲ့အိမ်စုရင်လတိုင်းတစ်လကို1000ပေးရပါတယ်တဲ့ အပတ်စဉ်တိုင်းအိမ်ရှိလာပြီးတော့ပေးမလားမပေးဘူးလားမပေးရင်ရုံးကိုစာတင်ပြီးဖမ်းခိုင်းမယ်ဆိုပြီးချင်းချောက်အာဏာပြပါတယ်။အလုံးလုံးလို့ရသည်မြတလတလဝင်ငွေအလုံးကသူတို့ကိုလာစင်ပေးနေကြရပါတယ်။တချို့ဆိုမရှိတဲ့ကြားထဲကငွေတိုးယူပြီးစစ်မှုထမ်းကြီးလာစင်ပေးရပါတယ်။ဒါကိုအများသိအောင်ဖကြားပေးစီလိုပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါမတီးအခုကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ့်ဘေးစာကတော့ကျွန်တော်တို့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ မေးမြန်းလာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့မေးမြန်းချက်မှာဆိုရင်ပေးပို့လာတဲ့စာရီအကုန်လုံးကိုတဲ့ဖတ်ပြပါသလားတဲ့ဒါမှမဟုတ်ဖတ်ပြတဲ့အဒီတာကမကြိုက်လို့ခြံလှက်ထားခဲ့တဲ့စာရီရောရှိပါသလားရှင်ဖြေချပေးပါနော် DPP ကိုအမြဲအားပေးနေပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတာပါခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့အစီအစဉ်အားဆိုရင်ဒီ editor ကကြိုက်ချင်းမကြိုက်ချင်းဆိုတာထက်အများပြည်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသာဖျားပြပေးတာဖြစ်ပါတယ် တဦးတယောက်ဒါမှမဟုတ်ရင်အဖွဲ့အစည်းတစ်ခုကိုဒါအခြေမြင့်မရှိဘဲနဲ့ပုတ်ခတ်ရေးသားဆော်ကားထားတဲ့စာတွေကိုတော့ဖော်ပြလို့မရှိပါဘူး။ဒါတစ်ခါလေကြရင်လည်းဒါဖိပုလာတဲ့စာတွေကအများများတာဖြစ်တဲ့အတွက်ကိုအချိန်အခက်ခဲကြောင့်ချန်လက်ထားခဲ့တာတွေရှိပါတယ်။အဲ့လိုချန်လက်ထားခဲ့တဲ့ဆိုပေမဲ့လည်းနောက်တစ်ပတ်မှာကျွန်တော်တွေပြန်လည်ပြီးတော့ဖတ်ပြပေးပါရခင်ဗျာ။အခုလိုမျိုးတော်တူ DVB ကိုဆက်သွယ်လာပြီးလို့လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်ပေးစာတွေကိုလည်းဆက်လက်ပေးဖို့ကိုမျှော်လင့်မိပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကိုအောင်ကျော်ညီမအခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့မကွေးတိုင်းပခုတ်ကူမျိုးကပေးစာပါပြည်သူကိုအနိုင်ကျင့်ငွေကောက်ခံနေတဲ့သူတွေကိုတဲ့လျှက်စစ်ဝင်ကြီးဌာနတာဝန်ရှိသူတွေနဲ့တူထိရောက်စွာအရေးယူနိုင်ရန်စာရေးလိုက်ပါတယ်တဲ့ပခုတ်ကူမျိုးပခုတ်ကူမျိုးပေါ်မှာလျှက်စစ်မီတာကားတွေကိုတဲ့အသစ်တက်ပေးပါတယ်တဲ့အခုကာလအလုံးခက်ခဲနေတဲ့အချိန်မှာပြည်သူရဲ့သဘောဆန္ဒမပါဘဲရခင်တက်ဆင်ထားတဲ့လျှက်စစ်မီတာတွေကိုဖြုတ်သိမ်းပြီးလဲလဲတက်ဆင်ပါတယ်တဲ့လဲလဲတက်ဆင်တဲ့နေရာမှာအခမဲ့တက်ဆင်တာမဟုတ်ဘဲနဲ့ မီတာတက်စင်ကားကိုလျှက်စစ်မီတာဆက်ဖိုးက18000တက်စင်ကားက3000ကောက်ပါတယ်တဲ့ပြည်သူသဘောဆန္ဒနဲ့လဲတဲ့ရာမဟုတ်ဘူးတဲ့လျှက်စစ်ဌာနကသူ့သဘောသူဆောင်ပြီးဝင်ကြီးဌာနကလုပ်တဲ့အလုပ်ကိုပြည်သူစီကကောက်ခံနေတဲ့အကြောင်းတာဝန်ရှိသူတွေသိအောင်ပကုတ်ကူမျိုးသူမျိုးသားများကိုစားဆိုင်ရေးလိုက်ပါတယ်